အလုံးမင်းမင်္ဂလာပါကျွန်တော် channel ကနေကြိုဆိုပါရစေ။ကျွန်တော် channel ကိုလည်း like subscribe နေခါပေးကြပါဦး။ကျွန်တော်ဒီနေ့မှာတော့ဒီမနေ့ပိုင်းမှာတော့ငားလေးပေါ့နော်။ညနေဘက်မှာတော့ကျွန်တော်တို့3ခွန်ခွန်တုံးခွန်တုံးဆိုတော့ကျွန်တော်ဒီ site ကတော့ကျွန်တော်ပြီးရပန်းပြန်ကနန်းပေါ့နော်။3ခွန်မနေ့ပိုင်းကြတယ်။ခနန်းနဲ့ကျွန်တော်ဒီကရွေးပေးလိုက်တယ်ပေါ့နော်။ဒီ6ခုထွက်တဲ့ site လေးနဲ့ 3ခွန်3ခွန်လို့ဆင်းတယ်ကိုကိုကိုခွန်နော်ဒီလိုလေးဆင်းတာဖြစ်တဲ့အတွက်အဲဆိုတော့ဒါတချို့မိတ်ဆွေဝင်တချို့မိတ်ဆွေလည်းရတဲ့လူရမယ်မရတဲ့လူလည်းမရဘူးပေါ့နော်ဘာလို့လဲဆိုတော့ဒီ3ခွန်ကဒီ3ယောက်ထွက်တဲ့ site နဲ့လည်းကျွန်တော်ပြခါပေးတယ်ပြီးတော့ဒီ9တုံညာပေါ့နော်9တုံညာ brain နဲ့လည်းကျွန်တော်တိကပေါ့နော်ပြထားပေးတယ် maintain ထိုးရမယ်ဟာပေါ့နော်အဲဆိုတော့ကျွန်တော်ဒီ9တုံကမိခဲ့ရင်တော့ဒါ အဆင်ပြေပါတယ်အရင် site တွေကြည့်ထားခဲ့ရင်တော့ကျွန်တော်မနေ့ကတော့ပြီးတော့မတင်ပြေမတင်ပြေပြေဘူးเนาะအဲမတင်ပြေပြေပြင်မဲ့ကျွန်တော် frame site ကောင်းတော့တင်ပြေမဲ့အဓိကပြောထားပြီးတော့ဒီ၅လေးရတော့ကျွန်တော်တို့မှန်တယ်ပြောတော့ဒီခုနှစ်ထွက်တဲ့ site နေရတော့ဒါကျွန်တော်ဆိုးဆိုးရဲတွေ့တယ်တွေ့တယ်ဆိုမှကျွန်တော်မှဒီခဏန်းနေပေါ့เนาะပြောမှဆိုရင်ဒီ၅လုံးညာပြေကလည်းဒီနေ့ညနေမှာဆင်းတော့ တချောက်ရှိကိုခွေးမှာကခွေးကလည်းမထွက်သေးဘူးเนาะဒါထပ်ပြီးပေးတဲ့ခွေးကလည်းမထွက်သေးဘူးဆိုတော့ကျွန်တော်ကအခွေးကိုခြံထားလိုက်တယ်ဒီကနားကိုခြံထားလိုက်တယ်ပြောတော့ဗောနော်သူကဘယ်လိုလဲဆိုခွန်းနှစ်ထွက်ပြီး3နှစ်နှစ်3 15 5တင်ဗောနော်ဘာလို့လဲဆိုဒီမှာကျွန်တော်တောက်ကြံနေမှာပိတ်ရဖြစ်သွားလို့သူ့ဘွားကနန်းကိုယူလိုက်အဲဆိုဒီတစ်ပတ်မှာတောက်ကြံကျွန်တော်6လေးရဒီမှာ6လေးဗောနော်ညမနေ့ကနန်းဆိုရင်9လေးနဲ့10လေးဒါမဲ့သူကတော့မွေးထိုးရတာ ်ဝေထိုးရတာဖြစ်တဲ့အတွက် तू က80နှစ်ထွက်တဲ့ sign နဲ့ဆိုလဲ तू ကအဲ့ဒီပင်နဲ့မဟုတ်ဘူးကျွန်တော်၅လေးတက်လေးပြီးကျွန်တော်ထက်ရှိရဲဒီမှာနှစ်၃ညနှစ်၃ညဆင်းတယ်နှစ်၅၅နှစ်ဆင်းတယ်ဗောနော်အဲ့ဆိုတော့ဒီမှာဆိုရှင်း၅နဲ့ခွန်၃ညဆိုပြီးထပ်ပြီးမှရှိရဲခဏနေအဲ့ဆိုတော့ကျွန်တော်အတိကပြောမဆိုအကွက်တင်များတော့ကျွန်တော်ထပ်ပြီးမပေးပြဘူးเนาะပြီးတော့ကျွန်တော်မှပါတွေကတော့အခွေကြံနေတယ်အခွေဒီပြောမဆိုလေးလုံးဝင်တဲ့ပြိပေါ့เนาะ ဒီတစ်ပတ်တော့နည်းနည်းလေးနောက်ကျသွားရင်ကျွန်တော်လည်းဒီပြောမယ်ဆိုတော့အဓိကစောနိုင်တဲ့ခွေကိုအဓိကရှာလာပေးတာပေါ့နော်ဒါမဲ့ဒီတစ်ပတ်မှာတော့နောက်ကျသွားရင်ဒါပေမဲ့ကျွန်တော်စောနိုင်တဲ့ခွေကိုရှာလာပေးတယ်ဆိုမယ်ဒီကျွန်တော်အဓိကပေးတာပေါ့နော်အဓိကပေးလိုက်တာဆိုတာက ပြောမယ်ဆိုတော့ကျွန်တော်မွေးကပ်ဆိုရင်မွေးမွေးကပ်ကိုတည်တံ့ရစေခြင်းနဲ့အခွေဆိုရင်အခွေကိုရစေခြင်းနဲ့စိတ်နဲ့ကျွန်တော်ပြေးလိုက်တာပါဘော။ ဘာလို့လဲဆိုတော့ဒီခုနကျွန်တော်ပြတဲ့6ခုထွက်တဲ့ sign နဲ့ဒီ၄ခုထွက်တဲ့ sign နဲ့ဆိုရင်ကျွန်တော်ဒီမှာဗောနော်ခွန်9ထွက်တယ်ကျွန်တော်ဒီမှာခွန်9ခွန်9မွေးကကတော့ကျွန်တော်၄ခွက်ပဲဗောနော်အဓိကပေးထားတာအခုပေးထားတာ၄ခွက်မှာကျွန်တော်ဒီလေးဘောကိုခွေပြီးမှပေးလိုက်လို့ရတယ်အခွေလည်းမိအောင်ဒီပြောမယ်ဆိုတော့ဗောနော ဒီ9963ညဆိုပြီးမှ9090ပေါ့နော်မွေးကပ်လဲပေါင်းအခွေလဲပေါင်းပေးလိုက်လို့ရတယ်ဒါပေမဲ့မွေးကပ်မွေးကပ်အတိတ်ရစေခြင်းနဲ့စိတ်နဲ့ပေးလိုက်တာဒါပေမဲ့အခွေကကျွန်တော်ကနောက်ကျနေပေါ့နော်နောက်ကျနေတယ်ဆိုတဲ့ခါကျတော့အဲဆိုတော့ကျွန်တော်တို့ဒီဂျာရေးတောက်ကြနေရတဲ့ကိုကျွန်တော်လောလောဆယ်လိုက်နေတဲ့အခွေဆက်လိုက်လို့အဆင်ပြေမလားမပြေဘူးလားပေါ့နော် မပြေဘူးဆိုရင်ကျွန်တော်တို့ကတခြား site လေးနဲ့ဖះပြန်လိုက်မယ်ကျွန်တော်ဒါထပ်ပြီးမှပြန်ကြည့်ပေးမယ်ပေါ့နော်ဒါမှမဟုတ်နားမလားနားပြီးမှနောက်ဘက်မှာဆက်လိုက်မလားဒီလိုလေးတစ်ချက်ပြန်စဉ်းစားလို့ရအောင်ပေါ့နော်ဒါတော့အားလုံးအဆင်ပြေအောင်ကျွန်တော်ပြန်ပြီးမှကြည့်ပေးရမယ်ဘာလို့လဲဆိုတော့လောလောဆယ်ကျွန်တော်ကတော့၃ရက်အတွင်း site ကိုကြည့်တာဒီနည်းနည်းလေးနောက်ကျသွားပြီပေါ့နော်အဲဆိုတော့ကျွန်တော်ဒီလောလောဆယ်ပေးနေတဲ့ site နဲ့ပဲကျွန်တော်ပတ်တီလေးတစ်လုံးကိုဒီဂျာရေးတောက်ကြပါပေါ့နော်အဓိကအတွက်သွားကြည့် ဒီကတော့ကြည့်မယ်ဆိုတဲ့ခါကျတော့ခြာပရင်းနဲ့တောက်ကြမှာသူကဘာပြန်ဆင်းလဲဆိုတဲ့ခါကျတော့6ခုထွက်ပြီးပါတော့เนาะနောက်တစ်ပတ်ခြာပရင်းနဲ့တောက်ကြပတ်တီတလုံးကသူအများဆုံးကြာပေးတာပါเนาะ3ညပါเนาะ3ညတလုံးမှဆိုရင်30 50ပါเนาะ80 60 30ဒီပတ်တီလေးတလုံးကို3ညတလုံးပါเนาะဒီတလုံးလေးကိုကျွန်တော်တို့မနေ့ပြန်ပါ ကြာပြီးတောက်ကြတာနှစ်ရက်တွင်းပေါ့နော်ဒါပေမဲ့ကျွန်တော်စိုက်ရဆိုတော့ဒါမှလည်းပြန်ကိုတော်တော်လေးစိုက်ကိုပူကြိုက်တယ်ကျွန်တော်လောလောဆယ်ဒီမှာပေါ့နော်ခွန်တုံးထွက်တဲ့စိုက်နေဆိုရင်ဒါတော့တောက်ကြနေမှာတုံညပြန်ဆင်းတယ်ဒါပေမဲ့ခွန်တုံးထွက်တဲ့စိုက်နေမိတ်ဆိုတော့လောလောဆယ်တစ်ချက်ပြန်ကြည့်တာနော်ဘာလို့ဆိုတော့ तू ကတနေ့ကညနေနဲ့တုံညဘူးတုံညဘူးပြန်ဆင်းတယ်ဒီခွန်ကိုကခွန်ကိုလို့ထပ်ပြီးမှဆင်းနိုင်တယ်ပြန်ကနန်းစားရပေါ့နော် ကျွန်တော် site ကိုကောင်းကောင်းလေးရရင်တော့ထပ်ပြီးမှတင်ပေးမှာပေါ့နော်ဒါကတော့အဓိကတော့ပတ်တီးထားမယ်မိတ်ဆွေတို့ပြောချင်တာပတ်တီးမှာပါအဓိကလိုက်ရမယ်ဆို3ခွန်3ခွန်လို့ထွက်ပြင်းဒီမှာ3ည5ပေါ့နော်3ည5 3ည5ဒီမှာ6ရှစ်လို့ထွက်ပြင်း3ည5ကြာပြင်းနဲ့တောက်ကြမှာ3ည5ကိုအဓိကလိုက်မယ်သူကမနေ့ပိုင်းအကြာများတယ်ပေါ့နော်3ည5ကို maintain ကစားလို့ရတယ်ဒါမှမဟုတ်ရင်ကျွန်တော်ပေးထားတယ်ဒီ mwe cut site ထဲမှာပေါ့နော် သုံးညပါတဲ့ဟာကိုအဓိကတင်ကစားလို့ရတယ်။ပြီးတော့ဒီသုံးညရှစ်ထွက်ပြင်လေကျွန်တော်ဒီမှာသုံးညငါဆိုတာလိုက်တယ်နော်။ပြီးတော့ဒီ90နှစ်ထွက်ပြီဒါတော့နောက်တစ်ပတ်မှာပေါ့နော်ဒီမှာတော့ငါးတုံညဒုတိယတစ်ပင်မှာတော့ငါးတုံညမစင်းဘူး။ဒါကတော့ဒီပထမတစ်ပင်မှာဆိုရင်ဒါပြပြရနော်။ပထမတစ်ပင်မှာတော့ငါးတုံညဒီကငါးနဲ့ပတ်သက်ပြီးမှစင်းတယ် ဒီခုံကိုထွက်တဲ့ဆိုင်နဲ့ဆိုတော့သူကတော့ငါးတုံညာတော့မစင်တော့ဘူးတုံညာဘူးဘူးထက်စင်နေတာတော့ကြာပြေးနေပေါ့နော်ဒီခုံကိုထွက်တဲ့ဆိုင်နဲ့ဆိုရင်သူကတော့ပုတ်တခုနဲ့မှငါးတုံညာစင်တယ်အဲဆိုတော့ကျွန်တော်တို့ဒီမှာပေါ့နော်နေရက်တွင်ကိုကျွန်တော်တို့ကဒီတုံညာတလုံးကိုပဲအဓိကလိုင်း ပြီးတော့ဒီ3 6ထွက်တဲ့ sign နဲ့ဆိုရင်လည်းသူကဂျာရင်းနဲ့တောက်ကြမှာဒီမှာပေါ့နော်3ည8 50ကျွန်တော်3ညဘူး3ညဘူးဒီမှာဆိုရင်3ညနှစ်ကျွန်တော်ဒီလိုလေးပေါ့နော်3ညသလုံးကထပ်ပြီးမှဆင်းနိုင်ဖို့ရရှိတယ်ဒီ၄3ထွက်ပြီးတော့လည်းကျွန်တော်ဒီမှာဆိုရင်3ညခုဒီမှာ3ညဘူးပေါ့နော်ဒီကျွန်တော်ဒီ၄ကတပင်းနဲ့ပဲသူက၃ညသလုံးမစင်တာဒါပေမဲ့သူက၃ညပြည့်တော့စင်သွားတယ်ဒီ၄ကတပင်းလေးနဲ့ပဲ ဂျန်နဲ့ပင်ရတော်တော်များများနဲ့ဒီ၃ညတစ်လုံးကထောက်လို့ဖြစ်တဲ့အတွက်ကျွန်တော်၃ညတစ်လုံးကိုအဓိကလိုင်းပေါ့နော်ဒီမိတ်ဆိုတာဆိုတော့ဒီအဓိကကျွန်တော်ပြောချင်တာကတော့ဒီတိချောက်ရှိကိုအခွေပေါ့နော်အွက်များထင်ပြီးမလိုက်ရင်တော့မှကျွန်တော်ပြောဒီ main ခွက်လောက်ပဲနော်ဒီ၄ခွက်လောက်ခွက်ကိုကျွန်တော်တို့ဒါအဓိကရွေးပြီးကစားလို့ရတယ်ပြီးတော့ဒီမွေးကပ်မှာကကျွန်တော်ပြောလို့၃ညသလုံးနဲ့ပတ်တီ၃ညပတ်တီကို ိုက်တယ်ဆိုရင်ကျွန်တော်တို့ဒီရလေးကို maintain ကစားလို့ရတယ်ဒီကတော့အားလုံးညာပေါ့နော်ပြီးတော့ကျွန်တော် member တွေကတော့ကျွန်တော်ထပ်ပြီးမှကြည့်ပေးမယ်เนาะကျွန်တော် frame size ကောင်းကောင်းလေးတကယ်လို့အကဲရွေးပေါ့နော်ကျွန်တော်လောလောဆယ်လိုက်နေတဲ့အခွေကြာနိုင်ထပ်ပြီးကြာလေးနေပေါ့နော်ဒါကတော့ကြာလေးနေမှာထပ်ပြီးလိုက်လို့အဆင်ပြေတယ်ဆိုတော့ကျွန်တော်ထပ်ပြီးမှအခွေအစ်စ်မပေးတော့ဘူးပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်ဒီအခွေအစ်စ်ပေးပြီးမှကျွန်တော် ွေတင်းမထွက်ဖ ೇನೆ ကျွန်တော်လက်အရင်ပေးထားတဲ့အခွေထွက်သွားမှထွက်သွားခဲ့ရင်ပေါ့နော်ဒါပြောမှဆိုအရင်လိုက်ထားတဲ့ဟာတွေအလောက်အကုန်လုံးအလဟတာဖြစ်ကုန်ပေါ့နော်အားကြောင့်အဲဆိုတော့ကျွန်တော်ကျွန်တော်ဒီမှာပေါ့နော်ဒီ channel နေ့ရက်အတွင်းမှာအဓိက၃ညသလုံးကိုကျွန်တော်ဒီမွေးကန်လေးနဲ့လိုက်မယ်ကျွန်တော်မရေးပြတော့ဘူးနော်ဒီအခွေကတော့ကျွန်တော်ပြောလို့ဒီ ရွေးကွက်ကိုပဲအဓိကကစားရင်ကစားအဲဆိုတော့ကျွန်တော်ဗီဒီယိုတွေကတော့ဒီလောက်ပါပဲဒီဗီဒီယိုရောက်ချင်းတိုင်းကိုကျေးဇူးတင်ပါတယ်